တို့စူပါမှုပြတ်မယ်ဆိုတော့တခုတည်းနဲ့သူတို့ချုပ်သွားတာငါတို့ကမဟုတ်ဘူးအမှန်တရားဆိုတာပြန်စုစုဖွဲ့ခြင်းတဲ့လူကစုကိုစုတယ်ဖွဲ့ကိုအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ကြဟိလာပါလားမယုံအောင်လားဆိုအကိုတခုမှပြောမယ်ယုံတဲ့မယုံတဲ့အဲအကိုမဟုတ်အမကြီးတော့ ယုံသိမယုံသိအမတခုံးမပြောမယ်သူယူထားတဲ့ယောက်ျားအေးနေဝင်းရဲ့တပည့်ဒါကိုပါကိုစဉ်းစားတော့အဲ့လောက်အများကြီးဆက်ပြီးတော့ရှင်းပြရင်မခင်မိုးဟာပန်ဆယ်လိုကြီးပွားတာချမ်းသာတာမနာလို့လို့ထင်တယ်ရှင်းမာကြီးလို့ခေါ်လို့ညီမလေးမေးတဲ့မေးခွန်းက နှစ်နှစ်လောက်နောက်ကျသွားပြီအဲ့ကောင်မလေးကစလာတဲ့ဟိုကမင်္ဂလာတော်လေးစိတ်ကနေထွက်လာတာဟုတ်လားကိုသက်ကမိုးညိုသွားကြည့်ကိုသက်ကမိုးညိုကသူ့ကိုဒီ line ပေါ်မှာဘလို့လောက်ရမလဲဆိုတင်ပေးတိုင်းလဲလို့ဆိုတော့ကိုသက်ကသူ့အကြောင်းသိဆုံးမိုးဟင်းအကြောင်းသိခြင်းကိုရှယ်လေးကိုသွားမေးဒါသူတို့ကဆက်ဆရာကြီးတွေသူကချိတ်ဆက်တာဆိုတော့သူတို့ကိုသွားမေးနော် သူကသူ့အထာဘာလုပ်နေရလဲဆိုသူစောက်တာသူတကုံမျိုးသစ်ကတထေးမလို့လို့ဘာလို့လုပ်နေတာတကုံမျိုးသစ်က၃နှစ်တိုင်းမှာနေခဲ့တယ် CCTV 26လုံးနဲ့ကချင်းလုံးကြီးကိုဟို percentage နဲ့လုပ်နေတာအဲ့ဒီလုပ်ငန်းရှင်လို့လို့ဘာလို့နဲ့လူရောက်အမေရိကန်လူတွေကိုအီအောင်ကလုပ်နေသူဘဝဟိုးကြကန်ဒဏီမိုးထရန်ကအိမ်ရလာတာအဲ့ဒါနှိမ်ကြမို့ငါတို့အမေတွေဖေးတွေငါငါအမေပါငါမေတော်တော်သေးသမီးဆိုတော့ငါအမေတွေဖေးတွေ ကိုပြောကြင်လာတော့မဟုတ်သူတို့ရဲ့ဘဝအဲ့ရလာတာသူ့ဖေကလက်ကြောမတင်တဲ့ခါကျတော့သူ့အမေကအလုံးလုံးစားတာအဲ့မှာအကျွေးတွေတင်ပြီးတော့လက်ဖက်ဆိုင်ဖွဲ့တော့အကျွေးတွေတင်လို့အဲ့ဒီမှာသူ့ရဲ့ငယ်ဘဝလေးကပင်ပန်းပါတယ်ဒါမဲ့ तू ကဘာအကျိုးစားရလဲဆိုသူချမ်းသာဖို့ငါရှင်သမားဖြစ်မယ်ဆိုရယ်တမီ तू อ่ะအဲ့တော့ तू လောက်တာကောင်းတာမကောင်းတာ तू စဉ်းစားစဉ်းသိဖို့အချိန်မရှိပါဘူးဆိုသူ့ရဲ့ လာရတဲ့ဘဝအဲ့လိုစဉ်းစားဖို့အချိန်မရှိဘူးအဲ့ဒီမှာသူကသွားပြီး ICJ နဲ့သွားပေါတော့ဝီစတန်ဝတ်ကျူလုံးလိုက်တဲ့ခါကျတော့သူကပိုးပြူတန်းတို့ဘာလို့တွေ့သွားနိုင်ငံသားယူယူသွားတာအဲ့မှာနေသူကလစ်ထွက်လာတာသူတိုက်ပြီးတော့လုံးလုံးဖို့ချိန်တိုင်းကျမလည်းပြည်ပြတ်တဲ့ဝင်ကြီးဝင်ရပါမယ်ဆိုတဲ့အထာမျိုးနဲ့ပြည်သူကိုမျက်လက်လှုပ်ပြီးတော့ဆရာမကြီးလှုပ်သွားတာเนาะသူသူ live story ကိုတည်ခြင်းတက်ကမိုးကြီးက found ထူလာတော့နည်းနည်းတော့လွန်တာပေါ့လေဒါမဲ့ ကိုတက်ကစီမှာသူ့ရဲ့ true story ရှိတယ်။မာကြီးကသူ့အကြောင်းတွေကို like အနီးကလည်းမပေါင်းဘူး။သူ့ history တွေလည်းမလိုက်ဘူး။မာကြီးကလူတယောက်ကိုအကဲခတ်လိုက်တယ်။ဒီလိုအခြေအနေနဲ့ဒီလိုအဆင့်တန်းဆိုမင်းအောင်လိုင်းတွေးထိုးလို့အကောင်းဆုံးလူပဲ။အဆင့်တန်း background မရှိဘူး။မကိဘိုးတို့အောက်ခြေကကြောက်ကြောက်တိုင်လို့မာတဲ့လူကြတော့လာတွေးထိုးလို့မရအောင်။အနောက်မှာငါ့ကိုလာတွေးထိုးတယ်၊ခြောက်ကြည့်တယ်၊ငါ့ကို လာပေါင်းကြည့်တယ်စစ်စိမ်းနေရစာမင်္ဂလာပါညီမလေးရေလှုပ်ကြည့်တယ်ဘက်ဂရောင်းကလေတိုင်းပြီချစ်တဲ့စိတ်ရှိရမယ်နောက်ပြီးတော့ဖမင်းစားနိုင်ရမယ်အဲ့ဒီလိုလူမျိုးစကားစတွေးထိုးလို့မရဘူးဘက်ဂရောင်းမှာဘာမှမရှိဘူး weak ဖြစ်နေတဲ့လူတွေကိုသူတို့အများဆုံးလှုပ်ရှားသွားတာငွေငတ်တဲ့တသက်ခိုင်တို့ကတမျိုးပေါ့နော်သူတို့က different story ပေါ့သူတို့ကတော့ခရိုနီဖြစ်နေတာဒီကောင်မလေးလိုလူမျိုးတရှိုးဖြစ်တယ်ဆိုတော့ သူ့ရဲ့ background ကိုချက်ကြည့်။ तू အဲ့လိုအခြေမခိုင်တဲ့နေရာပါတာရဲ့။ तू ဗမာတွေတရုတ်တွေကလားရဲ့ तू မကြည့်နိုင်တော့ဘူး။ तू ကိုပတ်စံဘသူပို့ပေးမလဲ။တည်င်းရောင်းစားတာပဲ။ तू ဘာဖြစ်လို့ဒီဘက်ကမလုပ်သေးတာ။အမေရိကန်ကိုမထိသေးလို့။အမေရိကန်က तू ထိလာမှာ။ Terrorist လို့လာမှာ။ အဲ့ဘောသူကအထာနဲ့လေအမေရိကန်တို့ဘာလို့မလာခင်လောက်မှာသူကဒီဒီဟို US ကနေပြီးတော့အမေရိကပါတီက US ကနေပြီးတော့ဒီမဲထုတ်တဲ့ထန်တာရသွားတဲ့ခါကျတော့သူနဲ့မောင်မောင်ကြီးကမဲလုပ်ငန်းနဲ့မဲတစားအောင်တစ်ချက်ပဲဆို၅တန်းဆိုရင်ဘယ်လောက်ရတစ်ချက်ပဲပြောတာနော်ဇွန်နီလာသေးပြောသလို sniper ဘယ်လိုချမ်းသာတာဖုန်းတဖုန်းတကတ်ကိုတစ်ချက်ပဲတစ်နေ့ကိုလိန်အောင်လူတန်း33နေတာ ဖုန်းတယောက်ကိုတချို့ကဖုန်း၃လုံးလောက်ရှိတယ်အဲ့ဒီဖုန်း၃လုံးလောက်ကတကြက်ပဲယူအောင်တနည်းကိုစမိုင်းရဲ့ဝင်ငွေကမြန်မာငွေ3000ရှိတယ်စမိုင်းရဲ့ဝင်ငွေဒါတကြက်နဲ့တွက်ထားလို့အေးထို့ထို့နီးသူပဲပန်ဆယ်လိုတို့မောင်မောင်ရေတို့တန်တာရထားတဲ့မဲအဆောင်ကြီးတစ်စောင်းကိုတစ်ချက်ပဲယူငါတို့အမေမဲသခိုးဖြစ်တာဒီဒီကောင်မနဲ့ဒီကောင်နဲ့လုံးလို့ အမေကမဲခိုးတာမို့အမေသိတာမသိလားမဲလို့ဖို့တန်တာပေးလိုက်တယ်သူက NLD လို့လို့ဘာလို့လို့ရောင်းပေးစူးတာတော့ NLD တွေမဲခိုးတယ်ဆိုပြီးစစ်စိမ်းနေပြောစကားဖြစ်သွားငါတို့အမေကိုဘာနဲ့ဖမ်းလဲမဲခိုးတယ်ဆိုပြီးအပြင်မှာအပုတ်ချတယ် walkie talkie ဥပဒေနဲ့ဖမ်းတယ်အခုလို့ကာလမျိုးမှာကယ်ဆယ်ဖို့အတွက်အမေကရဟတ်ရင်ဝဲတယ်ပြည်သူအတွက်ဝဲတာအဲ့ဒီရဟတ်ရင်ဝဲတာအဲ့သူ့ဖို့သူဝဲတယ်ရဟတ်ရင်ကိုရိုက်တယ်တင်ရိုက်တယ်ဆိုပြီးတော့ ငါတို့မေကိုဖမ်းတဲ့ဥပဒေတွေကတော်တော်ရည်ရတယ်။နောက်ပြီးတော့ဒီကာလမှာကိုဗစ်ကာလမှာလူတက်တဲ့ခွေးသားအခုလိုစစ်တနက်နဲ့တပြုံးပြုံးချနေတဲ့လူကအမေကကိုဗစ်ကာလမှာလူစုလူဝေးလုံးလို့ we left u ye we left kibios အဲ့ဒီပန်ဆယ်လိုရဲ့ကရက်တွေပဲပန်ဆယ်လိုဟာရိုးသားတဲ့ပြည်သူတွေကိုလူပိန်းလို့သဘောထားပြီးတော့မီဒီယာကနေလှုပ်ရှားသွားတာ ဒါပေမဲ့သူ့နောက်မှာလက်မဲတွေရှိတယ်သူ့နောက်မှာလက်မဲတွေမရှိတဲ့အခါကျပန်ဆယ်လို project တွေမကင်နိုင်တော့ဘူးဘာလုပ်လဲထီရောက်စားတယ်အဲ့ဒီထီရောက်စားတဲ့ကိစ္စနဲ့သိကြရင်ဥက္ကမင်းမအောင်သွားကြည့်ဥက္ကမင်းမအောင်တော်လန်ရေးကိစ္စဘာမှမပြောဘူးဒါပေမဲ့ပန်ဆယ်လို့သူ့ကိုလှုပ်ထားတဲ့အတွက်ပန်ဆယ်လို့ရဲ့လုပ်ငန်းဆောင်တာမှန်သမျှသိကြရင်အခြားဥက္ကမင်းမအောင်ပြောတာတွေအမှန်နေကြီးပဲသွားကြည့်တော့အဲ့အဲ့ဥက္ကအခုဟိုထိုင်းရနေပြီးတော့ ဟိုဒူဘိုင်းရောက်သွားပြီလူမှန်နေအများကြီးရှိသေးတယ်ငါတို့ဘက်မှာတို့တို့ကတို့ကအန်ယူဂျီပြုတ်ကြသွားတာနဲ့တော်လည်းရပြက်သွားပြီမထင်နဲ့ငါတို့လိုလူမှန်နေအွန်လိုင်းကြီးရှိသေးတယ်အစိမ့်တရားတွေသိဖို့ငါတို့ပြည်သူတွေလည်းအားရှိဖို့ငါတို့လိုလူမှန်နေအများကြီးမခင်ဘုံအုပ်စုကြီးဆိုအကြီးပဲမသေးပါဘူးရှိပါတော့အမေရိကမှာမိုးဟိမ်းမှာရောက်နေတော့ မြန်မာပြည်မှာစင်းရဲတာလေးဟိုအရသာဆိုတော့ခွေးသားဒီမှာကြောက်စေးတက်တာရောက်လာအခုမှသိရကော်လိုရာဒိုမှာရောက်နေတယ်သူဆရာမိုးဟင်းဟာမိုးဟင်းလက်ထပ်ပြီးတင်မိတာတပည့်လေးမိုးဟင်းနဲ့အဲ့ကောင်မနဲ့ပြဿနာဖြစ်တာအဲ့ကောင်မမိန်အဲ့ကောင်မမြမကိုမိုးဟင်းမိန်မပါရိုက်လိုက်တာသိန်း200ယော်လိုက်ရအဲ့သိန်း200ယော်ပြီးတော့ကားသွားဝယ်တယ်ကားပွဲသားပြောပြတာနော်မိုးဟင်းတို့ဆရာပတ်စံသိန်း200ယော်ကြီးလဲရအောင် ကားချက်ချင်းဝယ်စီတာတာမွေမျိုးမှာဟိုဥစားမမြင်ဘူးမစားဘူးတွေကစုတ်ပြတ်တတ်နေဘဝကနေသူ့ကိုယ်သူခုပဲမြောက်တကုံကနေပြီးတော့ဟိုမဲတန်တာရပြီးတော့အိမ်ဟိုအေယာဝရီဘန်းနေပြီးတော့အကျွေးနဲ့အိမ်ဆောက်တာသူ့အိမ်ကဘန်းအောင်လို့ပြောမခင်ဟိုသူဟိုနေကဘလော့လိုက်တယ်သူ့ရာဇဝယ်မှာ तू ကလူတိုင်းကိုမဘလော့ဘူးအခင်ဟိုဘလော့လိုက်တယ်မခင်ဟိုသွားပြောမိုးရင်တပဲမှလေးဘာညာကွီးကွာဆိုပြောသူ့အောက်မှာသွားရှိရ ော်တော်တန်တန်လည်းမရေးပါဘူးအဲ့ဒါသူများလာရှယ်လို့ဘာလို့လာရှယ်ရလဲမြဲတယ်ရေးကြည့်လို့လာရှယ်တယ်အဲ့တော်လိုင်းရင်းမှာနံသူကနံပါတ်တဆဲတာတော့မှအဲ့ဒါကိုဂုံယူနေတဲ့အုပ်စုကရှိသေးတယ်နင်တို့ပိန်းလို့နင်တို့အဲ့ပန်ဆယ်လို့နဲ့နင်တို့ရံဖြစ်ခိုင်းတာနင်တို့ပိန်းလို့မင်းအောင်လည်းတကွက်ချင်းချစားသွားတာနင်တို့ပန်ဆယ်လို့ဂယူးဆိုင်နေချိန်မှာမင်းအောင်လည်းပြည်သူအများကြီးတတ်သွားပြီနင်တို့ USA ကိုပြောနေချိန်မှာမင်းအောင်လည်းလူတွေအများကြီးတတ်သွားပြီနင်တို့ Donald Trump ကိုကောင်းတယ်မကောင်းဆိုတယ်မဆိုဘူးပြောနေချိန်မှာမင်းအောင်လည်းလူတွေအများကြီးတတ်သွားပြီနင်တို့ Bengali Bengali ဆိုပြီး brain wash လုပ်နေချိန်မှာမင်းအောင်လည်းတနာစရာတိတ်ကောင်းနေဒီ Rohingya ဝမ်အခုအခုမာကြီးထက်ကြတာတတသမ8သိန်းလူတသိန်းနဲ့၈၀၀၀ကိုမြန်မာပြည်ထဲကိုဝင်ခွင့်ပေးလိုက်ပြီ။နင်တို့ ရေခဲကြောင်းတယ်လေးကိုဂယူဆိုင်နေချိန်မှာစကိုင်းဘယ်လာကြီးကိုနင်တို့ဂယူဆိုင်နေချိန်မင်းအောင်လိုင်းဟာငါတို့ပြည်သူတွေရဲ့အိမ်နေပုံညတိုင်းဘုံလိုက်ချတယ်အဓိကနဲ့တာမညာကိုသိသတင်းနေထဲမှာဟုံမနေတဲ့သတင်းနေထဲမှာရောင်ပေစုလုံမနေတဲ့ငါတို့ဘဝတွေကမပြီးသေးဘူးငါတို့ရဲ့အနာဂတ်တွေကမရသေးဘူးငါတို့ future တွေကဘာမှမဖြစ်သေးဘူး future ပြောင်းဖို့အနာဂတ်ပြောင်းဖို့လုံနေတဲ့ဒီအုပ်စုတွေကိုမေ့သွားပြီနင်တို့ အွန်လိုင်းသတင်းပျောက်သွားပြီ။ဒါကြောင့်အင်းတော်သတင်းပျောက်အောင်လို့ရေခဲကြောင်တယ်လေးနဲ့မထားနဲ့ရေခဲကြောင်တယ်လေးမိုင်းချစ်တဲ့နော်ခိုင်နှင်းဝေပတ်စံနဲ့မပြောင်းသွားနဲ့ကြည့်တော့ကြည့်လိုက်မရှင်နဲ့အဲ့ဒီသတင်းတွေဘာလို့ဆိုအင်းတော်သတင်းပျောက်သွား။အင်းတော်ဆိုတာလေးလားတိတိပြည်သူကာဝေးတက်ကနေမနာမနေတိုက်ထားတာ။ငါတို့ရှိသေးတယ်အစိမ့်နေရဲ့မှတ်တာ။ငါတို့ကစိတ်တက်နဲ့တိုက်တာ။တဲတဲမှာလူတော်လူကောင်းတွေက အပတ်နဲ့ပေးပြီးတိုက်တယ်။ကျွန်တို့ရဲ့တမ89ဆိုတာစောက်လူပါဝါတိုင်းပြည်ထဲမှာအဲ့တမမှုတရင်မှုနော်ဖြူဟာမှုအကုန်ပြုတ်ထွက်သွားတယ်။ကျွန်တို့အဲ့ဒီထဲမှာအဲ့အဲ့ဒီအင်းတော်မှာအောက်ထဲမှာဂလိုင်းကြီးနဲ့ဒီမြေအောက်တံတားနဲ့သူတို့ကပြည်သူကိုရက်ဆက်ဖို့ကြတော့မြေအောက်တံတားရှိတယ်။အခုပြည်သူကိုကယ်ဖို့ကြတော့သူ့မှာကရိန်းလည်းမရှိဘူး။ဘာမှမရှိဘူး။ဟိုအေသင်ကိုကလူအားနဲ့ ဟိုပစ္စည်းနဲ့ပေးပြီးတော့လာဘူးလို့သာနဲ့ဖြုတ်သွားတယ်။တို့ကမကယ်ရတဲ့နေရာတွေဆိုတာရှိသေးတယ်။ဒီ Great Wall Hotel ဆိုတာမာဖီးယားကောင်ကသူ့အောက်ထဲက drug တွေထွက်လာမှဆိုလို့အထက်ထဲမှာမသေးမရှင်လူ80သေသွားတာ။ထပ်ပြောမယ်။အဲ့ဒီ Great Wall Hotel လီရှန်ရှန်ဆိုလားလီရှန်စင်းဆိုတာတရုတ် Communist Party ကကောင်။ငါတို့တိုင်းပြည်ထဲမှာအစင်းစင်းလှုပ်ရှားသွားပြီးတော့တို့ကအန်းနာတိတ်ကြိုက်တာလေ။တို့ကလက်လာပါတိတ်ကြိုက်တာ။ အဲ့တော့နင်တို့ရဲ့နာအာဖနာလောနာဝတာလက်ထက်ကဒီတိုင်းမှုနဲ့ပေါင်းပြီးတော့ငါတို့မန္တလေးမှာလောက်ွက်တွေငါငောက်ထုတယ်ဟဲ့ YouTube မှာထုတယ်တော့ YouTube မှာထုတယ်တော့ထိဝိုင်းမလားဟာထိဝိုင်းအေးနင်တို့လောက်ွက်တွေနဲ့နင်တို့ဝါးရီးတွေကောင်းပြီးတော့အဲ့ဒီ Great Wall Hotel ကိုရက်ကိုရက်နေတဲ့အထဲမှာလူ80အသက်ရှင်နေတဲ့လူတွေရှိသေးတယ် ်80မှာသေရင်90လောက်သေပဲထားပါဦး30လောက်အကောင်းကျန်သေးတာမမီလိုက်ဘူးဘာဖြစ်လို့လဲဆိုတာလူကပုတ်တာအခြေအနေကြည့်လို့ရနော် forensic တွေဆိုကောင်းကောင်းသိလူကအစောကြီးသေတဲ့လူဆိုစောစောပုတ်နောက်မှသေတဲ့လူဆိုရင်အခုချိန်ကြီးမပုတ်သေးပဲနဲ့ကြံ့နေဆိုနောက်ဆုံးမှသေသွားတာသူတို့မှအသက်ကိုသူတို့ရဲ့အသက်ကို9ရက်6ရက်9ရက်ထိန်းထားသေးတယ်မရတော့လို့သွေးလက်သွေးထွက်လွန်ပြီးသေသွားတာ အဲ့ဒီနေရာကိုတူးဖို့ဝင်မပေးဘူးဘာဖြစ်လို့မပေးတာကျွန်တော်မိသားစုတွေများအိုက်ထဲမှာပါသွားခဲ့နို့မနာမချင်မင်းအောင်လိုင်းနဲ့ဆက်ပြီးဘုစမန်ပေးနေတယ်ဆိုရင်ကျွန်တော်နဲ့ဒီမိုကရေစီလည်းမထိုက်တောင်ကျွန်တော်နဲ့ဗမာနာမည်လည်းမထိုက်တောင်ဗမာပြည်ပေါ်ဆန်းမွေးလည်းမစားနဲ့တောင်လူလေသမားတွေဆိုင်တဲ့ပေါ်ဆန်းမွေးမျိုးတော်မျိုးသိအောင်ကျွန်တော်အခြေနေရကျွန်တော်ဒီလောက်ထိကို့ဆွေကို့မျိုးဒီထဲမှာပါသွားတာတော့ကျွန်တော်အနာကျင်မရှိဘူးဆို နင်တို့နဲ့ဘယ်တိုင်းပြည်နဲ့မှမထိုက်တယ်ဒီတိုင်းပြည်လည်းပြေးမလားနဲ့မိုးဟိန်လိုမျိုးမြမမြစင်းရဲတာလေးอ่ะအရာသာဆရာကောင်းတပည့်ပန်းကောင်းပန်းဆရာထက်အောင်ချမ်းသာပါ Okay မပြောချင်တယ်ကောင်စူးဖွဲ့မှုမပျော်စီးနဲ့ဆိုပြီးတော့ငါတို့ဂျင်းထဲွာတာ Okay တဲ့သူတို့ကတော်လန်ရေးသမားအစ်စ်ဆိုရင်ဘယ်တော်လန်ရေးအတွက်ပတ်စံရှာတဲ့ဘု து မဆို့ တော်လန်ရေးအတွက်ပတ်စံရှာတဲ့ဘသူကိုမဆိုမတိုက်ခိုက်ရအောင်။သူလဲသူ့ဘာသူမြန်မာပြည်တဲ့ပို့နေ။ငါလဲငါဘာငါမြန်မာပြည်ငါနဲ့ငါအမနဲ့လိုင်းမတူဘူး။ငါမငါမငကြော်ဖွဲ့။ငါတော်လန်ရေးသမားအစ်စ်မြေပြင်တာတိုက်ဖွဲ့။ငါမနဲ့ငါနဲ့လိုင်းမတူ။ဒါမဲ့ငါမအောင်ငါတော်မတိုက်ခိုက်ဘူး။သူလူတော့သူမွဲမသေးသွားဘူးငါမ။ငါမတလောက်ဒေါ်လာ3000လောက်ရ။သူတလောက်လှူယုံနဲ့ငါအမမွဲမသွားဘူး။ ဒါကြောင့်ငါကြည်နေလိုက်တာပြောပြချင်ပြောပြီးွားအချိန်တစ်ခုကြာကြရင်နင်လည်းအမှန်သိသွားမယ်ဆိုမသိကြအောင်စောင်းနေလိုက်နော်အဲ့နောက်ပါလို့လေတိလာငါ तू လုံနေတဲ့အလုပ်တွေကိုငါမှားပါတယ်လို့သွားမပြောဘာဖြစ်လို့လဲတိလာမြမကာချာမှာအကြီးကအငယ်စကားနားမထောင်အောင်ဆိုတော့ပါလာပြီးသားအဲ့တော့လက်ချာဆိုတာငါမတင်မဲနဲ့လောကကြီးကတင်လိုက်မယ်ဆိုငါဒီတိုင်းပြစ်ထားလိုက်တာ၁၇လစကားမပြောငါ ဒီလောက်ထိ strike လုပ်တယ်လို့။ဆောင်ရမ်းပြင်းထန်တာငါအမေကိုပြောလိုက်တယ်အမေ तू မစိမ်းရဲဝါဘူးဒီလောက်လှူရုံနဲ့။ကြည်နေလိုက် तू အမားတိသွားလိမ့်။ဒီတိုင်းပဲပြစ်ထားလိုက်။ဒါပေမဲ့ငါငါမှားနေတဲ့အလာမျိုးငါလူပေါင်းမှားပြီဆိုရင်ငါအမေရောငါပြောပြတယ်။ငါ့ကိုငါအမကလာပြီးတော့မဝေဖန်ရဲဘူး။ငါတိနေတဲ့အမှန်တရားသူ့ထက်အများကြီးအစတစားလောက်တား။ဒါပဲတော်လိုင်းရင်းမှာ မျိုးစုံနီးမျိုးစုံနဲ့ကြားဖြတ်နေ ਉ ငါအမစာအုပ်ကြီးနဲ့စေးစာနဲ့ပဲနေရတဲ့လူဖြစ်တဲ့အတွက်ငါအမလိုရိုးသားတဲ့တော်လိုင်းနိုင်ကျင်တဲ့လူတွေစီကလာဘကိရိုက်သွားတာဘယ်ဘက်ဘလောက်ဘက်နိုင်မလဲကြာတော့အပြေမှန်ပေါ်တော့သူလဲသူ့ဘာသူရှက်ရှက်နဲ့တော့မဝင်ခံပေမဲ့သူ့ဘာသူတိသွားတာပေါ့ငါတော့နင်မားွားပြီလို့တခုံးမဲမပြောဘူးနင်လက်ချာဆိုတာနင်ကဘုဖွဲ့ စူဖွဲ့မှုပြက်เสียမလို့နေရာမယူခွက်မခောက်တဲ့လူတွေတပုံကြီးတိုက်မိတယ် PDF အင်အားဟိုတလောက်5000ရှိတာအခု9000လောက်ရှိသွားတယ်စေဥပဒေမထမ်းမနေရနဲ့ဝင်သွားတဲ့ကလေးတွေကတပုံကြီးဖြစ်သွား PDF အင်အား9000ဖြစ်သွားရင်အစိမ်းတရတွေနို့တည်တာပေါ့ငါမြေပြင်တာလိုက်ငါအကုန်ကြားတယ်ငါတို့ရှော့မတွန်းနဲ့ငါတို့ကနင်တို့နဲ့လေတူတူမရှူချင်တာ ဖာတယ်လောက်မြင်မှုတဲ့လူတွေနဲ့ငါတို့ကလေးတူတူမရှူချင်ဘူးမင်းအောင်လိုင်းလို့ဖာချင်းဖာချင်ကြံနေတဲ့လူတွေငါတို့ပြည်သူပြည်သားတွေကလေးတူတူမရှူချင်လို့တိုက်နေတာဒေါ်နယ်ထရန့်ကိုအားကြပြီးတော့ဆွဲချတာလည်းမပါဘူးအားလည်းမကြောက်သူ USA သူပြည်သူနဲ့သူ OK ွားလေးပြည်သူကအာဏာရှိဆုံးအမေရိကန်မှာငါတို့တိုင်းပြည်မှာပြည်သူကခုတည်းကတောင်းခံတာတော့နောက်တဲ့ disaster တွေထပ်လာအောင်ပါတတိထားကြ ငါတို့ဆဲယုံတဲ့နင်တို့ဘဝတွေမပြောင်းသွားဘူးနင်တို့တွေးခေါ်တွေပြောင်းမှာနင်တို့ပိန်းနေတဲ့နင်တို့ရဲ့ဘဝကိုကိုယ့်ဘာကိုမပိန်းအောင်လို့ပိန်းပိန်းနေဆိုတော့ပိန်းဥစားလို့ပဲကောင်းမဟိုကမလုံးနဲ့မာကြီး live လွင်နေ message ပို့နော်ညာနေယူလင်တော့လေလှုပ်ရှားတာတော်တော့ကောင်းမကြီးလူတွေအများကြီးတေသွားတယ်ထပ်ပြီးတေတဲ့လူကရိုးရိုးလူမဟုတ်ဘူး ဟိုတော်လိုင်းသမားတွေတေးကုန် လေရဝန်တိုရွာကိုဘုံလာကျဲတာပြီးသူ30ကျော်သေဆုံးသွားတယ်တဲ့သူတိုင်းသားလေသာနဲ့ဆဲနေတာတိုင်းသားတွေဟာဒီလိုဒုက္ခကိုနှစ်ပေါင်းများစွာခံလာတာအညာမှာဗမာစကားတက်ပြီးတော့ဖြစ်နေတဲ့ကိစ္စမှာဒါဟာ natural disaster ပါဒါဟာ natural disaster ပါ ဂျပန်မှာလည်းအက်ကွိတ်ဖြစ်ပါတယ်ဖူကတ်ဆိုတဲ့ထိုင်းနိုင်ငံရဲ့အလှဆုံးနေရာမှာလည်းဆူနာမီဆိုတဲ့အက်ကွိတ်ကမြေကြီးတွေကဖြစ်တဲ့အက်ကွိတ်ကဆူနာမီကြောင့်နိုင်ငံတကာအဖြူမဲရောင်စုံသေသွားပါတယ်ဒဇက်စာဆိုတာကောင်းတယ်မကောင်းဘူးအကုန်မထားပါဘူးအကုန်တက်သွားတာပါတက်တက်ဖန်တီးလှုပ်ယူလာပြီးတော့ကျမတို့ပြည်သူတွေကို နေ့စဉ်နဲ့အများဒုက္ခပေးနေတာဒီလိုမျက်ရည်တွေက မန္တလေးနဲ့ရန်ကုန်မှာမရှိပေမဲ့ဒီလိုမျက်ရည်တွေကနေ့တိုင်းတိုင်းသိန်းသားတွေခံနေရတဲ့မျက်ရည်တွေပါအခုလိုအချိန်မှာเนาะမိတ္တိလာလာတဲ့လေရင်နဲ့ဘုံကျဲသွားတာဝန်တိုမြို့ဝန်တိုရွာတဲ့เนาะစကားကတိုင်းရင်းသားစကားပါတိုင်းရင်းသားတွေဟာနှစ်60အဲ့ဒီလိုဒုက္ခတွေနေ့တိုင်းခံနေရတာပါကိုထီမကိုနာတဲ့လူတွေအတွက်နည်းနည်းလေးတတိတရားလေးအတိတရားလေးရအောင်လို့ ဖះကြီးကမြေကြီးကိုလှုပ်ပေးလိုက်တာနော်သူ့အိမ်ကသားသမီးတွေသူ့ယောက်ျားတွေသေတာဘလောက်ထိခံစားနေရမလဲဆိုမိဘတယောက်အနေနဲ့ဘလောက်ထိခံစားနေရမလဲဆိုသဘောပေါက်ပါဒါကြောင့်မို့လို့ကျမတို့တွေပြည်သူတွေရက်နေလို့မရပါဘူးတော်လိုင်းရေးသတင်းကိုဖုံးမဲ့အရာတိုင်းကိုခဏလောက်တနာလိုက်ပါ မိုးပါ လူကငိုပါတယ်ငိုပါကျမဆိုရင်ကလေးတွေပြန်ထွက်လာရင်ငိုပါရက်ဥရောကလေးလေးတွေပြန်ထွက်လာတဲ့အချိန်မှာကန်ကောင်းလိုက်တဲ့ကလေးလေးတွေဆိုပြီးတော့ငိုပါတယ်သူတို့ကအုပ်ပြီးတာနဲ့တော့မထိုက်တမ်းပါဘူးသေတာတော့သေကြမှာပဲကလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ဘုရားခေတ်ကမဘရာကိုတရားချသလိုမမသေးတဲ့အိမ်ကနှမ်းစီရှာခဲ့ဆိုဘုရားတရားချသလိုပဲမသေးတဲ့အိမ်ဆိုတာမရှိပါဘူးအားလုံးကျမတို့လည်းသေကြမှာပါပဲဒါပေမဲ့ ကျမတို့ဟာလွတ်လပ်မြတ်တဲ့အစိုးရလက်ထက်မှာတိုင်းသူပြည်သားကိုချစ်တဲ့အစိုးရလက်ထက်မှာတည်သွားတာတည်တဲ့လူလဲကောင်းတယ်ငိုရတဲ့လူလဲတိုးတိုးတက်တက်ငိုစရာမလိုဘူးအခုလို၆လုံးသားအန်ကယ်ကြီးတွေတည်လာလဲတိုးတိုးတက်တက်ငိုစရာမလိုဘူးပေါ့ဘသူတည်တည်လွတ်လွတ်လပ်လပ်ငိုလို့ရတယ်အတုဘသွားလို့ရတယ်ဒီလိုကာလမှာဂျင်းကြီးကြီးတည်သွားတယ်နော်မိုးမြတ္တာမိုးရဲ့တေသွားတယ်ဘသူမှ မပိုင်ဆိုင်နိုင်တဲ့ခန္ဓာကိုယ်ကြီးကိုထားပစ်ခဲ့ရအောင်ဆုံးဒါမဲ့ဟိုလွတ်လွတ်လပ်လပ်ကြီးပေါ့တောက်စော်တေလို့ဦးချဝင်မရเนาะအဲ့တော့တောက်စော်ကမန္တလေးကြီးကိုရက်ွယ်ပြုတ်သွားတဲ့အချိန်မှာမန္တလေးကြီးဒီလိုဖြစ်သွားတယ်လို့ပဲသဘောထားပါကိုစီကလူသူတော်ကောင်းကြီးတွေဘယ်နှယောက်ဆုံးရှုံးပေးရအောင်မလဲတရားပါလို့မရနိုင်ကြတာပါကျုပ်စီကတော့ဒီတရားကိုမနာတတ်ကြဘူးလား ကျမဆိုရင်အရန်ပူပြင်းတဲ့နေ့ဆိုကျမပါကျုပ်စရာတော်ကြီးတရားနာလိုက်တယ်ရှင်ကျမလည်းအရန်ပူတဲ့လူထဲမှာပါပါတယ်